ချင်းသေးတကောင်ကရေအိုင်အဆက်မှာရေတောင်းနေတယ်။တောဆိတ်တကောင်ကိုအမဲလိုက်ဖို့ချောင်းနေပါတယ်။ဒါပေမဲ့တတိရှိတဲ့တောဆိတ်ကချက်ချင်းရိမ့်မိသွားပြီးရှောင်ပြေးဖို့လုပ်ပါတယ်။ချင်းသေးရတဲ့နောက်ကနေတဟုံတို့လိုက်ပါတယ်။ဒူဒီတိုင်းမဲ့ဥတီရမယ်ရှောင်ပြေးနေရင်တစ်ချိန်ချိန်မှာချင်းသေးရအစာဖြစ်သွားမယ်ဆိုတာတောဆိတ်ကကောင်းကောင်းကြီးသဘောပေါက်တယ်။ဒါကြောင့်ချက်ချင်းမဲ့ဥတီရလမ်းကြောင်းပြောင်းလိုက်ကရေကန်လေးကိုခုန်ဆင်းလိုက်ပါတယ်။ ဒါပေမဲ့ဒီရေကန်ကလုံးဝအန်တရာယ်ကင်းနေတာတော့မဟုတ်ပါဘူး။ရေထဲမှာမိเจ้าတွေရှိပါတယ်။ရှင်သေးရအေးလူလူပဲရေကန်အဆက်ကနေစောင့်နေတယ်။ဒေါစိတ်ကတော့စကတ်နဲ့အမျှသတိကထားပြီးအန်တရာယ်ကိုဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲတွေးနေပါတော့တယ်။သိမကြခင်မှာပဲရေထဲကမိเจ้าကဒေါစိတ်ကိုလမ်းဟပ်ပါတယ်။ဒေါစိတ်လည်းလင်းမြန်စွာရှောင်းနေပြီး ကုန်းမော်ကိုချက်ချင်းတက်လာရပါတယ်။အဲ့ဒီအခါမှာချင်းသေးလေတောစိတ်ကိုအမဲလိုက်ဖို့လုပ်ပါတော့တယ်။ဒါပေမဲ့တောစိတ်ကထွက်မပြေးတော့ပဲပြန်လည်တက်ခိုက်ဖို့ဟန်ပြင်းနေတာကြောင့်ချင်းသေးလေအတော့ကိုအံ့ဩတော့ပါတယ်။အုပ်စုနဲ့မဟုတ်ပဲတကောင်ချင်းဝမ်းဝမ်းဖြစ်နေတာကြောင့်သူ့ပြေးရင်ငါလိုက်မယ်ဆိုတဲ့အထာနဲ့ချင်းသေးလေအသားလေးအကက်ခတ်သွေးလိုဆန်းနေပါတယ်။ဒါပေမဲ့တောစိတ်ကတော့ ချင်းသေးကိုပြေးဝေပြီးစီးကြိုပါတိုင်လိုက်ပါတော့တယ်ချင်းသေးလည်းအတော့ကိုဖြုံသွားပါတယ်ရှင်သန်လိုစိတ်ပြင်းပြနေတဲ့တောစိတ်ဟာသူ့အတွက်သားကောင်မဟုတ်နိုင်ဘူးဆိုတော့သူသဘောပေါက်သွားတယ်အဲ့တော့နောက်ထပ်ပြင်းပြတစ်ခုကိုရှာဖို့တောစိတ်ကိုကြောခိုင်းပြီးတရွေ့ရွေ့ထွက်ခွာသွားပါတော့တယ်တကယ်ချင်းတို့လည်းအခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါစိတ်ပြတ်အားငယ်မနေပဲ ဒီတော့စိတ်လေးလို့ရရဲဝုံဝုံရင်ဆိုင်လိုက်ကြပါလို့ကြံပေးကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်